ားလုံးပဲမိင်္ဂလာပါဒီတစ်ပတ်ဂျာစာပရင်းနေ့ညမှာတော့ conference league 16တဲ့အဆက်ပွဲစဉ်တွေရှိတယ်ဗောလေအဲ့တော့ဒီပွဲစဉ်တွေထဲမှာမှာကျွန်ပရိတ်သတ်တွေစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Dream Club တင်းဖြစ်တဲ့ Copenhagen အသင်းနဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်ကလည်းရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ဒါ Copenhagen အင်ကွေးမှာ Chelsea ကတွားပြီးတော့ရင်ဆိုင်ရမယ့်ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ပထမဆုံးကျွန်တော်တို့ Chelsea အသင်းကြောင်းစပြုံးမယ်ဆိုတော့ Chelsea အတွက်တော့ Must လာတယ်မှာအာကျွန်တော်တို့ပွဲချက်အနေထားတစ်ခုမှာရှိတယ်ဒါကတော့ Copenhagen နဲ့ ဒီ16သင်းအဆင့်နှစ်ကြောကစားရမယ်အဲဒါအပြင်ကျွန်တော်တို့ဒါပရီးမီးယားလိဘက်မှာလည်း Leicester City အသင်းတစ်ဖက်မှာ Arsenal အသင်းတို့နဲ့ကစားရမယ်အခြေအနေရှိရအောင်မလို့ဒီနှစ်ဖက်စလုံးမှာကျွန်တော်တို့အရေးကြီးတဲ့ပွဲစဉ်တွေလို့တောင်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါ Conference League မှာလည်းကိုပင်ဟေဂွန်ကိုအနိုင်ရမှသာကျွန်တော်တို့ဒီ၈သင်းအဆင့်ကိုတက်နိုင်မယ်။၈သင်းအဆင့်ကိုတက်နိုင်ပြီဆိုရင်ကျွန်တော်တို့အဖြစ်အပျက်ဆုံးတွေ့နိုင်မယ်နှစ်သင်းက Modi နဲ့ ဝါစဘော့အသင်းတို့နဲ့တွေ့နေတဲ့အခြေအနေကြောင့်မို့လို့တွေ့နေတဲ့အခြေအနေကြောင့်မို့လို့ Chelsea အသင်းအတွက်တော့ဒါကျွန်တော်တို့ ဒီနောက်တဆင့်ကိုတက်ဖို့အတွက်ပိုအသေးချာဆုံးအခြေအနေဖြစ်တာအကြောင်းမလို့ကိုဘင်ဟေကင်ကိုအနာယူပြီးတော့ conference လीနောက်တဆင့်တက်အောင်ကျွန်တော်နီးပြအန်ဆိုမာရစ်ကနဲ့အတူကစားသမားတွေဂျိုးပန်းရမယ်အခြေအနေတခုလည်းဖြစ်တယ်တခြားတစ်ဖက်မှာလည်းကျွန်တော်တို့ဒါ Premier League မှာအာမဖြစ်မနေဒီရာဒီမှာပေါ့လေကျွန်တော်တို့ရာသီသိမ်းသွားရင်ဒီ Champions League ဝင်ခွင့်ရဖို့အတွက်ပွဲစဉ်တိုင်းကိုရမပြည့်ယူနိုင်ဖို့အာကျွန်တော် Champions League ဝင်ခွင့်ရဖို့ဒီအနေအထားတွေကြောင်းမလို့ Arsenal လိုအသင်းကြီးနဲ့တွေ့နေတာရယ် Leicester လို့အတင်းနဲ့တွေ့နေတဲ့အနေအထားကြောင့်မလို့အဲ့ဒီပွဲစဉ်တဲ့ပွဲလဲအာယုံဆက်ရမယ့်အတွက်ကျွန်တော်မက်စလာတွေမှာ Chelsea အတင်းအတွက်တော့ဟိုကျွန်တော်အရေးကြီးတဲ့ပွဲစဉ်တွေလို့တောင်ပြောလို့ရတဲ့အခြေအနေဖြစ်တယ်ဆိုတော့လက်ရှိမှာတော့ Chelsea ရဲ့ Garden Farm ကတည်ငြိမ်မှုမရှိနေသေးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့လို့ပြီးခဲ့တဲ့အပတ်ကျွန်တော် Premier League မှာတော့ ဒီစောက်တန်းကိုဖိုးစည်းရလက်နဲ့အနိုင်ယူပြီးတော့မှကစားသမားတွေရဲ့ mentality ဘိုင်းအရာတော့အာကျွန်တော်တို့ဒီကောင်းမွန်တဲ့ဘက်ကိုရောက်လာတဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်။တစ်ဖက်မှာလည်း confidently မှာကျွန်တော်တို့အင်အားအကြီးဆုံးအသင်းဆိုလို့ Fiorentina ရဲ့ရရဲ့ဘတ်တစ်တို့လို့အသင်းနေရှိနေတဲ့အနေအထားဆိုတော့ဘလို့ပဲဆိုဆိုကျွန်တော်တို့ဇရာရဲ့အခြေအနေအကြည့်မယ်ဆိုရင်ရရဲ့ဘတ်တစ်နဲ့ Fiorentina နှစ်သင်းကတစ်သင်းပဲတက်လာနိုင်မဲ့အခြေအနေမှာ Chelsea က final မှာကျွန်တော်တို့ဒီရာသီဥရောပအောင်မြင်မှုစုပလာတလုံးရဖို့အတွက်လမ်းကြောင်းအခြေအနေကောင်းနေတဲ့အတွက်အာနီးပြအ န်ဆိုမာရစ်ကာနဲ့အတူကစားသမားတွေရုံးကန်ရမယ်အခြေအနေပါဒါပင်ကျွန်တော်တို့ဒီ conference squad တက်ထဲမှာပေါ့လေအစောပိုင်းကကိုပါမားလို့ကစားသမားတွေထည့်သွင်းမထားတဲ့အခြေအနေကနေလက်ရှိမှာတော့ကျွန်တော်တို့ဒီပြအန်ဆိုမာရစ်ကာကိုပါမားတို့ကိုထည့်ထားတဲ့အတွက်အာကျွန်တော်တို့ဒီ ကွန်ဖရက်လီမှာစကွတ်တက်အရာတောင်းတင်းတဲ့အနေအထားတစ်ခုကိုချက်စစ်တက်ပိုင်ဆိုင်ထားတယ်ဒါပြင်ကျွန်တော်တို့အာဒီပြီးခဲ့တဲ့အပတ်တုန်းကဆောက်တနာနဲ့ပွဲစဉ်မှာအာခရစ်စတိုဘာအန်ကူကူကိုသွင်းနိုင်တယ်ဖန်နီဘူပြုတ်လုံနိုင်တယ်တစ်ဖက်ကနက်တိုကိုသွင်းနိုင်တယ်ဖန်နီဘူပြုတ်လုံနိုင်တယ်ဆိုတော့ဒီကစားသမားတွေကကွန်ဖရက်လီမှာထုတ်သုံးနေတဲ့ကစားသမားတွေဖြစ်တာကြောင့်မလို့အနေနဲ့အများဆိုသလိုကျွန်တော်တို့ဒါဒီကိုဘင်ဟေဂင်အတင်းနဲ့ပွဲစဉ်မှာ impact ဖြစ်လာနိုင်တယ်ဆိုတော့ချက်စစ်ကဒါကစားသမားအစုံလင်နဲ့ဘဲပေါ့လေဒီ ိုဘင်ဟင်ကင်ကိုအာပွဲထုတ်ပြီးတော့မှရင်ဆိုင်သွားဖို့အခြေအနေရှိတယ်လို့ကျွန်တော်ကယူဆတယ်။ဒီဘက်ကကိုဘင်ဟင်ကင်ကတော့ဒါကျွန်တော်တို့ဒီအိမ်ခွဲမှာချဲစီတင်းကိုလက်ခံကစားရမယ့်အခြေအနေဖြစ်တယ်။ဆိုတော့ကိုဘင်ဟင်ကင်အတွက်တော့အရင်ကြီးလွယ်ကူနေတဲ့အခြေအနေတော့မဟုတ်ဘူး။ဒါပေမဲ့လို့ဒါသူတို့လိမှာပေါ့လေဒါစပေါ်လီဂျန့်လိမှာတော့ကိုဘင်ဟင်ကင်ကကျွန်တော်တို့ဇေယျထိတ်မှာဥဆောင်နေပြီးတော့မှဒီယာစီမှာသူတို့အာကျွန်တော်ဒီဒိမတ်လိမှာပေါ့လေအာခြေဆောင်ကောင်းတွေပြထားတယ်ကလပ်တင်းလည်းဖြစ်တယ်။ဒါပြင်ကျွန်တော်တို့ဒါ အိမ်ခွင်းပေါ်လေဒါဆယ်ပွဲတိတိလက်ခံကစားပြီးတော့မှခုနှစ်ပွဲနိုင်ထားပြီးတော့မှရလက်ကောင်းနေရှာပွေထားနိုင်တာကြောင့်မို့လို့ကိုပင်ဟေခင်နေနဲ့လည်းဒါအိမ်ခွင်းကောင်းတဲ့အသင်းထဲမှာပါဝင်တယ်လို့ပြောလို့ရတယ်ဒါပြင်ကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတိုက်စစ်ကခုနှစ်ဂိုးထိရှာပွေထားနိုင်ပြီးတော့မှခန်းစစ်ကတော့၃ဂိုးသာခွင့်ပြုထားရတဲ့အခြေအနေဖြစ်တယ်ဆိုတော့နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၃ပွဲနိုင်တယ်တပွဲရှုံးပြီးတော့မှတပွဲတည်ကြတယ်ဆိုတော့ပြီးခဲ့တဲ့အပတ်ကတော့ကိုပင်ဟေခင်ကစီစီ draw ကြထားတဲ့အခြေအနေရှိတယ်အမှန်တမ်းပြောရရင်တော့ဒါ Chelsea နဲ့ကိုပင်ဟေခင်က2021တုန်းက Champions ီယံလိအာကျွန်တော်တို့ချန်ပီယံလိပွဲစဉ်မှာပေါ့လေနှစ်ကြော့တွေ့ထားတဲ့အခြေအနေရှိတယ်။ Chelsea ကဒါကိုပင်ဟေဂင်အိမ်ကအိမ်ကွေးမှာပေါ့လေကျွန်တော်တို့အနိုင်ရထားတဲ့ Chelsea အိမ်ကွေးမှာတော့ CC draw ကြထားတယ်။ဒါပေမဲ့လို့ Chelsea ကနောက်တစ်ဆင့်တက်သွားတယ်ဆိုတော့ထိုက်ထိုက်တွေ့ဆုံမှုရအကြည့်မယ်ဆိုတော့ Chelsea ကအားသာတဲ့အချက်တော့ဒီရှိနေပေါ့လေဆိုတော့ လက်ရှိကစားသမားစုဖွဲ့မှုအရာပါ Chelsea ကဒီ Conference League မှာအတောင်တင်းဆုံးအသင်းအဖြစ်ရှိနေတာကလည်းအာကျွန်တော် Copenhagen အတွက်တော့လွယ်ကူမနေဘူးလို့ကျွန်တော်ကယူဆတယ် Copenhagen အသင်းကလည်းပြီးခဲ့တဲ့နွေရာသီဒုံးကကစားသမားအဖြစ်မှုအနေနဲ့ဥရောပကစားသမားတွေဖြစ်တဲ့ဝမ်တန်ကစားသမားဖြစ်တဲ့ Northern Shadowdon နဲ့ကစားသမားဖြစ်တဲ့ Georgie ဖီယန်နုကစားသမားဖြစ်တဲ့ Marco Lopez အပါအဝင် Norway ကဝေလူတို့ကိုအားဖြစ်ပြီးတော့မှဒါ Shadowdon နဲ့ကလည်း ဒါတောင့်တင်းတဲ့ကစားသမားအစုအဖွဲ့နဲ့တော့ပိုင်ဆိုင်ထားတယ်။ဒါပေမဲ့လို့ဒီနေ့သင်ကြားမှာကစားသမားတွေရဲ့ individual quality ကွာဟမှုအဲကြောင့် lead assistant ကွာဟမှုတွေကြောင့်မလို့ Chelsea ကပဲဒီကျွန်တော်ဒီဒိမ့်မတ်မြေမှာပေါ့လေ Copenhagen ကိုအနာယူပြီးတော့မှကျွန်တော်နောက်တစ်ဆင့်တက်ဖို့အတွက်အလားလာကောင်းတွေထပ်ရသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆပေါ့လေဆိုတော့ချီးရှုပေးခဲ့တဲ့သူပြောက်ချင်းတွေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းအားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။